အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာမောင်သွေးရင်ရေးသားထားတဲ့မော်တင်ဆုံးမှဖြစ်ရဆန်းအကြောင်းကိုရွေးချယ်တင်ဆက်ပေးလိုက်ပါရခင်ဗျာအားလုံးပဲနားဆင်ခံစားကြည့်ကြပါအောင်ခင်ဗျာမော်တင်ဆုံးမှဖြစ်ရဆန်းကျွန်ုပ်ဒီ၂ရက်၃လ၂၀၀၄ရက်နေ့ကတာဂီတရက်ွက်မြေနီ၃လမ်းရှိ ပညာမြစ်စုအကြောင်းသို့သွားရောက်ခဲ့လေတယ်။ထိုအကြောင်းရဲ့အကြောင်းနိုင်စရာတော့မှာစိုက်ရေးစရာငါမန္တလေးဖြစ်လေတယ်။ထိုနေ့ကထိုအကြောင်းတွင်ဟာတစိုက်ရေးစရာကြီးစရာတော်ရာဆွေကွယ်လွန်ခြင်းကိုနည်းမြောက်အမတ်တရားပွဲကိုကျင်းပပြုလုပ်မှာဖြစ်လေတယ်။တဆက်သေးပင်စရာစင်ပြူကျွန်းအောင်သိန်းရဲ့မွေးနေ့ကတော့ပွဲကိုလည်းကျင်းပမည်ဖြစ်လေရာ။ဒီနေ့နဲ့မွေးနေ့ကိုတဆက်သေးတက်ရောက်ခွင့်ရရှိခဲ့လေတော့တယ်။ စီစဉ်ကျင်းပသူကဆရာတော်ရာဆွေရဲ့တပည့်ဆရာသူဝနာကျော်စိန်ဖြစ်လေတယ်သူရဲ့ဇွဲနဲ့စွမ်းဆောင်ရည်များက အများမှတ်တမ်းတင်သည့်အထိဖြစ်ရလေတော့တယ်ထိုနေ့ကဆာရေးဆရာတရားကျော်မြတ်တက်ရောက်ခဲ့လေရာ ထူးခြားတဲ့ပွဲတပွဲလေးဖြစ်ခဲ့ရလေပို့၍ထူးခြားသည်မှာမစီမဆိုင် မော်တင်စွန်းမှဖြစ်ရဆန်းတရက်ကိုဤပွဲ၌မမျော်လင့်ပဲကျွန်ုပ်ကြားသိခဲ့ရခြင်းပင်ဖြစ်တော်တယ် ထိုဖြစ်ရက်စန်းကိုကိုထွေကြုံခဲ့ရသူကတာဂေတမြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့မှစာရေးဆရာစနေထွန်းကိုရိုင်းဖြစ်တော်တယ်။စနေထွန်းကထိုထူးဆန်းတဲ့ဖြစ်ရက်စန်းကိုထပ်ပုံမှတ်တမ်းတင်လာခဲ့ရာထိုထပ်ပုံကိုလည်းကျွန်ုပ်ကြည့်ရှုခွင့်ရခဲ့လေတယ်။ဓပုံကဓပုံနဲ့ဖြစ်နေတဲ့ဖြစ်ကျွန်ုပ်မရရှိတော့လဲ။ ဖြစ်ရက်စံကိုမူစာရေးရန် ကျွန်ုပ်ကခွင့်တောင်း၍မေးမြန်းလေတော့ရာဇာယီဆရာစနေထွန်းကကျွန်ုပ်အားအောက်ပါအတိုင်းပြောပြလေတော့တယ်ဒီလိုဇာယီဆရာရဲ့ပြီးခဲ့တဲ့ဖေဖော်ဝါရီလ23ရက်နေ့ကကျွန်တော်မော်တင်စုံဖရာကိုရောက်ခဲ့တယ်မော်တင်စုံကအေယာရီတိုင်းပသိမ်ခရိုင်ငပုတော်မျိုးနယ်မှာရှိတာကျွန်တော်နဲ့အတူအဖို့တယောက်ပါတယ ။ဘုရားဘွေကတပေါင်းလာပြည့်ဆိုတော့တမင်ကြိုသွားထားတာလူရှင်းသေးတာပေါ့။ကျွန်တော်ကအဋိဋ္ဌံတရားထိုင်ဖို့နဲ့ဘုရားမှာရှိတဲ့ပုံကိုယ်တရားတွေကိုအမျှပေးဝေးမေတ္တာပို့ဖို့ရည်ရွယ်သွားခဲ့တာ။24ရက်2လ2004ရက်နေ့ကတော့ကျွန်တော်မော်တင်ဆုံးဘုရားမှာတရားထိုင်ခဲ့တယ်။အချိန်ကတော့ည9:00ခွဲပဲ။လေကလေးကတိုက်ပြီးရာသီဥတုကအေးနေတော့ လူရင်းနေတယ်ကျွန်တော်လဲစိတ်အေးအေးနဲ့တရားထိုင်မယ်ဆိုပြီးတော့စနေထောက်မှာအကြအနာထိုင်တာပေါ့ကျွန်တော်ဖျားရှိခိုးပရိကံပြုနေတော့ကျွန်တော်ညာဘက်ဘေးမလန့်မကန့်မှာလူတယောက်လာထိုင်တန်ကြားရတယ်နောက်အမျိုးသမီးတယောက်ရဲ့ဖျားရှိခိုးတန်ကြားရတယ်စိတ်ထဲကတော့ဒါဖျားလာကြတော့တဲ့အမျိုးသမီးတယောက်ပဲလို့ပဲသိထားလိုက်တယ် ကျွန်တော်ကဖះမှာပြိကံပြုတ်ပြီးတော့တရားထိုင်မှုပြင်ဆင်ရင်ဘေးနာကအတန်ရှင် အမျိုးသမီးကိုမတိမသာကြိလိုက်မိတယ်။အင်မတန်ချောမောငယ်ရွယ်တဲ့မိန်းကလေးတူပါပဲ။အသားဖြူဖြူတွယ်တွယ်လှလှလေးပေါ့။အသက်ကရှိလာမှ18နှစ်20ပဲထင်ရတယ်။အထူးကြတာကအမျိုးသမီးလေးဟာ ပိတ်ဖြူစင်ကြယ်ဝတ်ထားတာပဲ။သူ့ကိုတစ်ချက်လှမ်းကြည့်ပြီး ကျွန်တော်လည်းကိုယ့်အလုပ်ကိုယ်စလုပ်တယ်။တရားစတင်ရှုမှတ်ခြင်းပဲပေါ့။တရားထိုင်ရတာကတော့အင်မတန်အေးချမ်းလှပါတယ်။ပွဲတော်ရက်ကလူသေးတော့လူသိပ်မရှုပ်လှသေးဘူး။ပင်လေလီလေးကလည်းတိုက်နေတော့လူတွေလည်းသိပ်အပြင်းမထွက်ကြသေးဘူး။ဒါနဲ့ကျွန်တော်လည်းတရားထိုင်ရကအေးချမ်းမှုရှိလို့စိတ်ငြိမ်အေးစွာထိုင်နေလိုက်တယ် ။ဘေးကဖះရှိကိုတန်ကတော့တူတူလေးပဲကြားရတာ။အတန်ကညင်သာပြီးကြည်လင်လှတယ်။ဒါကိုကျွန်တော်ကနအူးတရားထိုင်ကစားပဲသတိထားမိတာ။နောက်ပိုင်းတော့ကိုယ့်အလုပ်ကိုယ်လုပ်ရင်းနဲ့သတိမထားမိဘူး။တနားရီလောက်ကြတော့ကျွန်တော်တရားဖြုတ်တယ်။မြေတားဖို့အမျှဝေးတယ်။မော်ဒင်ဆုံးဖះဟာငကားဖះဆိုတော့နတ်ငကားတွေကိုမြေတားဖို့အမျှဝေးအထူးလုပ်ခဲ့တာပေါ့။ တရားထိုင်ပြီးမျက်စိဖွင့်ထလိုက်တော့ဘေးကဖျားရှိခိုးနေတဲ့မိန်းကလေးမရှိတော့ဘူးဖျားရှိခိုးပြီးဘယ်အချိန်ပြန်ဆင်းသွားတယ်မသိဘူးပေါ့ဒီအထိဘာမှမထူးဆန်းပေမဲ့ထူးဆန်းတဲ့အချင်းရာတရက်ကိုကျွန်တော်တွေ့လိုက်ရတယ်ဆရာရဲ့ဒီနေရာတွင်ဆာရေးဆရာစနေထုံးကစကားကိုဖြတ်ထားပြီးသူ့ရဲ့ထဲမှာဓာတ်ပုံနှစ်ပုံကိုထုတ်၍ပြသလေတယ်ဓာတ်ပုံတစ်ပုံမှာစနေတောက်ရှိဖျားပေါ်သူ့ ဤယာမကြီးမားလာတဲ့မွေကြီးနှစ်ကောင် တက်ရောက်နေပုံကိုရိုက်ကူးထားခြင်းဖြစ်လေတယ်။မွေကြီးနှစ်ကောင်မှာဖျားခေါင်းလောင်မှောက်နေရာအထိလွန်၍ကြီးတော်စီတို့ဥတီတွေ့တက်နေခြင်းဖြစ်တယ်။ထိုပုံကိုပြ၍စနေထုံးကရှင်းပြသည်မှာအဲ့ဒီပုံကဖျားကောဘကအဖွဲဝင်နေတဲ့ရွာသားတွေရိုက်ထားတာဖျားမှဝယ်လို့ရတယ်။24ရက်တလ2004ရက်နေ့ကရိုက်ထားတဲ့ပုံပဲ။ ရွာသားတွေကတရက်မှမွေကြီးတကောင်တွေ့လို့ဝိုင်းရိုက်ကြတာတေးပြီးအမှတ်နဲ့ထားတော့ညကြတော့ကြောင်းနိုင်စရာတော့တဘာကိုအိမ်မက်ပေးတယ်သူတို့မောင်နှမဖျားဖူးဖို့လာခဲ့ကြောင်းသူတို့ကိုမတက်ဖို့တောင်းပန်ကြောင်းရွာကိုလည်းတက်ဆွမ်းတည်းရဲ့ကူညီဆောက်ရှောက်ပါမယ့်အကြောင်းပေါ့တကောင်ရှိသေးကြောင်းဖျားဖူးခြင်းကြောင်းအိမ်မက်ပေးတယ်နောက်နေ့ကျတော့အရိုက်ခံထားရတဲ့မွေကြီးနဲ့အတူနောက်တကောင်တွေ့ရပြီးတော့ ခုလိုဖျားပေါ်တွေ့တက်နေကြတော့ရိုက်ထားကြတာအဲ့ဒီမွေကြီးနှကောင်ကိုစောက်ရှောက်ကျွေးမွေးထားရာဖားတွေကြက်တွေကျွေးတာမစားကြဘူးတတ်တက်လော့ပေါက်ပေါက်ထမင်းဖြူနဲ့ရေးသားကျွေးပါလို့အိမ်မက်ပေးလို့တတ်တက်လော့ပဲကျွေးရတော့တယ်လို့ရှင်းပြပြီးတော့နောက်တဘုံကိုထပ်ပြလေတယ်နောက်တဘုံမှာစနေထွန်းရဲ့ပုံပင် ဖြစ်လေတယ် သူတရားထိုင်ခဲ့တဲ့နေရာတွင် ထိုင်နေပြီးတော့ဓာတ်ပုံရိုက်မှတ်တမ်းတင်ထားခြင်းဖြစ်တယ်။ထူးခြားချက်မှာသူ့ဘေးတွင်အီအာမဆွတ်ကြောင်းကိုဓာတ်ပုံထဲတွင်အထင်ရှားတွေ့ရခြင်းပင်ဖြစ်လေတယ်။ဒီပုံကတော့ကျွန်တော်ရဲ့ထူးခြားတဲ့ဖြစ်ရပ်ကိုမှတ်တမ်းတင်ထားတာလေ။ကျွန်တော်တရားထိုင်ပြီးတော့ခုနပိတ်ဖြူဝတ်ထားတဲ့မိန်းကလေးမရှိတော့ပဲ။ ူထိုင်သွားတဲ့နေရာမှာအေယာမဆွတ်ကြောင်းကြီးတစ်ခုကြံခဲ့တာပဲဆွတ်ကြောင်းရကြီးကကော်ရီလိုပဲဖြတ်လို့လည်းမပြတ်ဘူးလက်နဲ့တို့ပြီးနန်းကြီးတော့လည်းဘာနဲ့မှမရဘူးမနဲ့အထိဆွတ်ကြောင်းရကြီးကမပြတ်ပဲရှိနေတယ်အဝတ်နဲ့ပို့ဖြတ်တာလည်းမပြတ်ဘူးလူတချို့ကတော့ဆေးဘက်ဝင်နေဆိုပြီးတော့နှီးပြားလေးတွေနဲ့ချစ်ပြီးရတဲ့အမုံလေးတွေယူသွားကြတယ် ကျွန်တော်ဒီဓာတ်ပုံကိုဂောဘကလူကြီးတွေကိုပြောပြပြီးတော့ဓာတ်ပုံသမားခေါ်ရိုက်ခိုင်းခဲ့တာပဲညရင်းချင်းရိုက်ခဲ့တာလေစနေထုံးပြတဲ့ဓာတ်ပုံမှာပြက်သားထင်ရှားလှပေတယ်စွတ်ကြောင်းရာကြီးမှလည်းဓာတ်ပုံထဲမှာထင်ရှားလှပေတယ်ကျွန်ုပ်လည်းဓာတ်ပုံကိုကြည့်ရင်ခေါင်းတဆက်ဆက်ညှိ့လျက်ကျွန်ုပ်ဘေးမှာစာရေးဆရာများလက်သူ့ပေးလိုက်လေတယ် သူတို့ကလည်းထိုဓာတ်ပုံနှစ်တကွအစာနယ်ဇင်းများ၌ပေါ်ပြရန် ပြောဆိုနေကြလေတယ်။ကျွန်ုပ်ကစနေထုံးအားဤထူးခြားလာတဲ့ဖြစ်ရဆန်းကိုစာတပုတ်ရေးမိဖြစ်ကြောင်းပြောလိုက်လေရာစနေထုံးကအားရဝမ်းသာပင်ရေးသားပါရန်ခွင့်ပြုလေတယ်။ဓာတ်ပုံကမူတပုံတည်းသာရှိသဖြင့်ကျွန်ုပ်မရရှိခဲ့ပေ။ခွင့်ပြုရုံမကကျွန်ုပ်အားလက်တို့၍လူရှင်းရာခေါ်သွားလေတယ်။လမ်းမဘက်သို့ထွက်ကြထွက်ကြပြီးလျှင် ကိုကိုပင်တင့်မြစုံ၌ထိုင်ကြလျက်အုတ်ပါအတိုင်းဆက်ပြောလီတော့လေခုနစာရေးဆရာကြီးကမှပြောပြခဲ့တာကတော့မျက်ဝါးထင်ထင်တွေ့မြင်ဖြစ်ပြခဲ့တဲ့အကြောင်းအရာတွေပဲပေါ့ဆရာဟင်ဒါဆိုမျက်ဝါးထင်ထင်မဟုတ်တဲ့အတွေ့အကြုံတွေလဲဆရာမှရှိသေးတယ်ပေါ့ကျွန်ုပ်ကစကားထောက်မေးလီတော့ तू ကကောင်းညိတ်ပြလျက်ဟာရှိသေးတာပေါ့ဆရာ အများရှိမှပြောရင်ယုံနိုင်ပွဲမရှိဖြစ်နေမှာမို့လို့ဆရာဟိုပဲပြောပြမလို့အခုပြောပြမှာကဝိုးရောဝါအိမ်မက်လိုမျိုးဖြစ်နေတော့ဆရာနားထောင်ပြီးတော့ချင့်ချင်သုံးသက်ပေါ်ဆရာဟူပြောလေတယ်ကျွန်တော်လည်းစိတ်ဝင်စားမှုရှိသဖြင့်ဟာဒါဆိုလဲဆက်ပြောဗျာ तू ကမျက်လုံးလေးမေး၍စဉ်းစားဟန်ပြုရင်းခက်ဖြီးဖြီးပြောလေတယ် လီလိုဆရာရဲ့အဲ့ဒီညကကျွန်တော်လဲည12နာရီလောက်မှအိပ်ရာဝင်ပြစ်တယ်တော်တော်နဲ့လဲအိပ်မပျော်ပါဘူးညကတွေ့ကြုံခဲ့ရတဲ့အဖြစ်ပျက်ကိုပြန်ပြောင်းစဉ်းစားရင်းအဖြေရှာနေမိတယ်ဒီလိုနဲ့မနှက်အာယုံကျင်းလူမှအိပ်ပျော်သွားခဲ့တယ်လေအိပ်ပျော်နေတော့အိမ်မက်မက်ပုံကအဖြစ် ထူးဆန်းလှပါရဲ့ဆရာရဲ့ပြောပြရင်ယုံနိုင်ပွဲမရှိပါဘူး ဟာအိမ်မက်ပဲဗျာယုံနာမယုံနာအရေးမကြီးပါဘူးအရေးပါတဲ့အိမ်မက်ရှိတယ်လို့အရေးမပါတဲ့အိမ်မက်တွေလည်းရှိတာပါပဲပြောပါဦးခမည်းမတ်တဲ့အိမ်မက်ကလို့စကားလန်းခင်းပေးလိုက်လေရာစနေထုံးကသူ့အိမ်မက်ကိုဆက်လက်ပြောပြလေတော့လေကျွန်ုပ်စနေထုံးသည်မော်တင်စွန်ဖျားကိုကြည်ညိုရင်းလာရောက်အောက်တဲတောင်ပြင်ဝဲတူးတဲလမ်းလျှောက်လျှက်ရှိလေတဲ့ လာပြေရက်နေပြီမို့လာဝန်းကြီးသည်ပြည့်လူပြည့်ခင်ကြည်လင်ရှုံးလှဲ့နေတယ်။လာရောင်ဆန်းနေတဲ့မော်တင်စွန်းဖရာသည်ကလွန်စွာတပ်ပယ်လှစွာဖူးမြင်နေရလေတယ်။ကျွန်ုပ်သည်ဖရာတရားတန်ဃာယရနာသုံးပါးကိုဥထိတ်ထားလျက်ဂုံတော်များကိုရွတ်ပွားရင်းတဲတောင်ထွက်ဝဲဖြင်းညင်းစွာလမ်းလျှောက်နေလေတဲ့ထိုစဉ်ကျွန်ုပ်နောက်မှခေါ်တန်ကြား၍လှဲ့ကြည့်မိလေတဲ့ ဆရာလေးဆရာလေးခေါ်တန်ကပီပီတတကြီးဖြစ်တယ်ခေါ်တန်ကြား၍လှဲ့ကြည့်တော့လဲဘာကိုမှမမြင်ရအတန်ကမိန်းကလေးတဦးရဲ့အတန်နဲ့လွန်စွာတူလွန်းလာတယ်ကျွန်တော်လည်းယခုလိုညအချိန်မတော်မိမပြူတဦးရဲ့ခေါ်တန်ကြောင့်ကြော်တယ်စိတ်တလို့ဖြစ်သွားရလေတယ်ဘာဝူမမမြင်ရ၍လဲစိုးရွံ့တယ်လို့ဖြစ်ရပြန်လေတယ်ဆရာလေးဆရာလေး ေါ်တန်ကထပ်မံပေါ်လာပြန်လေပြီကျွန်ုပ်လည်းဟူဒီကြည့်လေရာလရောင်ဖြစ်လက်နေတဲ့ရေပင်ကြီးသည်လှိုင်းထ၍ကန်းဆက်သူလှိုင်းတဘူများရိုက်ခတ်လာတာကိုမြင်ရလေတဲ့အတမ်းမှာထိုးရေပင်ဘက်မှဖြစ်လေရာ ရေပင်ကိုအသေးအချာကြည့်နေမိတော့တယ်အံ့ဩเสียကောင်းလာတယ်ကျွန်ုပ်ကြည့်နေရင်ပင်လှိုင်းလုံးများသည်နဂါးတကောင်တွန့်လိန်နေသလိုမြင်ရပြီး အေယာမနဂါးတကောင်ရဲ့ကိုလုံးကြီးကိုမြင်ရလေတယ်။နဂါးရဲ့ဥကောင်းကိုကမမြင်ရ။နဂါးကြီးမှာပေါင်လုံးခန့်ရှိ၍အစိမ်းရင်ရောင်ကိုလုံးကြီးဖြစ်လေတယ်။ဥကောင်းမှာရေအောက်ရောက်နေသလားမသိရကြီး။ကျွန်ုပ်သည်ကြောက်ရွံ့စိတ်များဖြစ်ပေါ်လာပြီးနောက်သို့ခြေလှမ်းဆုပ်လိုက်မိလေတယ်။မကြောက်ပါနဲ့ရှင်။ပြောစရာရှိလို့ပါ။ ကျမတက်လာခဲ့ပါမယ်ဆိုတဲ့အတန်ကိုသာကြားရပြီးလူတော့မမြင်ရကြီးကျွန်ုပ်လည်းမိန်းကလေးတန်ကြားရပြီးမြင်ရတော့ငကားတကောင်ဖြစ်နေသဖြင့်အံ့ဩမြင်တက်စွာ ကြည်နေမိလေတယ်အံ့ဩစရာပင်ကျွန်ုပ်ကြည်နေရင်မှမယ်ငကားကြီးသည်မြူမုံများကြားရေမုံများကြားမှမှေးမိန်သွားပြီလျင်ရေစက်မှမိမ့်မပြိုလေးတူတက်လာနေတာကိုမြင်ရလေတယ် ကျွန်ုပ်လည်းအံ့ဩလှစွာကြည်နေစဉ်၌မိမဖြူလေးကနှစ်လူပွဲ ပြုံးပြရင်အောက်ပါအတိုင်းလှမ်းပြောလေတယ်မအံ့ဩပါနဲ့မကြောက်ပါနဲ့ရှင်ကျမဟာဘောဂဝရီငကားပြီကငကားမင်းရဲ့သမီးတော်နန်းဝရီပါကျမတို့ငကားမျိုးတွေဟာဖရားတရားကြီးညိုပါတယ်လူတွေကိုချစ်ခင်တတ်ပါတယ်လူကိုဒုက္ခပေးလို့မရှိပါဘူးရှင်မင်း မင်းညဦးကငါဘေးမှာတရားလာထိုင်သွားတဲ့သူလေမဟုတ်လားကျွန်ုပ်ကတန်းအံ့တော့မေးလေတော့သူမကခေါင်းညိတ်ပြလေတယ်ဟုတ်ပါတယ်ရှင်ကျမဟာမျက်မော်တင်စွန်းဖျားကို ကြည်ညိုလွန်းလို့ဖြူစင်တဲ့အဖို့ကိုဝုတ်ပြီးဖျားလာကြတော့တာပါမင်းဘာလို့ချက်ချင်းပြန်ဆင်းသွားရတာလဲနောက်ပြီးဟုတ်ပါတယ်ရှင်အဲ့ဒီအကြောင်းကိုရှင်းပြခြင်းလို့ပါ ကျမတို့နဂါးတွေနဲ့အမျိုးအနွယ်ဖြစ်တဲ့မွေမျိုးနွယ်တွေဟာဖျားတရားကြီးညိုကြပါတယ်။ဖျားမဖူးရရင်မနေနိုင်ကြလွန်းလို့ဖျားလာဖူးလေရှိပါတယ်။ဒီနေရာမှာကျမတို့လိုအတန်အသင့်တကူတိတ်တိရှိသူတွေက လူယောင်ဖန်ဆင်းပြီးဖျားဖူးလို့ရပါတယ်။ဒါပေမဲ့ချွတ်ရင်းချက်ရှိတာလူယောင်ဖန်ဆင်းထားရင်တတိမေ့လျော့သွားမယ်။မေ့တယ်လို့ဖြစ်သွားမယ်ဆိုပြီးနဂါးအသွင် ပြန်ဖြစ်သွားတတ်ပါတယ်။ အာဒါဆိုမင်းညကဖြစ်ရတာဟုတ်ပါတယ်ကျမဖះအာယုံပြုရင်တတိလက်လွတ်သွားလို့ငကားအတွင် ပြန်ဖြစ်သွားတာကြောင့်ချက်ချင်းပြန်ဆင်းလာခဲ့ရတာပါ ကမျောတော်ပါနဲ့လူတွေမြင်မှာစိုးရိမ်ပြီးဆင်းသွားရတာပါဒါကြောင့်လဲစွတ်ကြောင်းရာနဲ့ချီရလက်ရာထင်ကျန်ခဲ့ရတာပါအင်းတွေ့တယ်ဒါဆိုလဲလူយ៉ាងပြန်ဖန်ဆင်းပြီးတော့ဆက်ကြည့်ညို့ပေါ့ မရပါဘူးရှင်တခါဖန်ဆင်းပြီးရင်ချက်ချင်းပြန်ဖန်ဆင်းလို့မရပါဘူးအဲဒါဆိုနောက်တစ်ခေါက်လာအောင်ပါလားလာဖို့လည်းမလွယ်ပါဘူးခွင့်ပြုချက်နဲ့လာရတာပါ ကျမပြောပြချင်တာက ကျမတို့ငကားမျိုးတွေဖြစ်တဲ့မွေကြီးတွေဖျားလာဖူးရင် လူတွေအနေနဲ့ဒုက္ခမပေးကြဖို့တောင်းပန်ခြင်းလို့ပါမြမာပြီးတဏ္ဍာရလျားမှာရှိတဲ့ဖရာတွေမှာဖရာလာဖူးတဲ့မွေတွေကို မတက်ဖြက်မငင်းပန်းဘူးတောင်းပန်ခြင်းလို့ပါအဲ့ဒါကိုဆရာဆောင်ရွက်ပေးပါနော်ဆရာကဆောင်ရွက်ပေးနိုင်မဲ့သူမှုပြောရတာပါကျွန်ုပ်သဘောပေါက်လိုက်လေပြီသူမရဲ့ပြောပြချက် တောင်းဆိုချက်များမှာမှန်ကန်၍တရားနိလန့်ကြနေသဖြင့်ကျွန်ုပ်လိုက်ရောရန်ခေါင်းညိတ်မိလိုက်လေတယ်စိတ်ချသဘောပေါက်ပါတယ်ဒီအကြောင်းတွေကိုလူတွေသိအောင်ငါဆောင်ရွက်ပေးမယ် စိတ်အေးအေးထားနေပါလို့ကျွန်ုပ်ကပြန်ပြောလိုက်လေတော့မိမပြိုလေးသည်မတ်တက်ရက်လျက်မှလက်အုပ်ကလေးကြီးကတာရုခေါ်ရင် နောက်ဆုတ်သွားလေတယ်နောက်ဆုတ်သွားရင် သူ့ခြေချင်းကိုအထိရေမြုပ်လေတော့ထိုနေရာမှနဂါအမီကြီးဖြစ်လျက်တပြေးပြေးနဂါကိုလုံးကြီးဖြစ်က ရေထဲငုတ်ရှိုးသွားလေတော့တယ်နောက်ဆုံးရေပေါ်ကြံနေတဲ့ဥကောင်းတွေလည်း တပြေးပြေးငကားဥကောင်းဖြစ်သွားလျက်ကျွန်ုပ်ကိုတစ်ချက်ကြည့်ကရေထဲငုတ်ရှိုးသွားလီတော့တယ်။ငကားကြီးပျောက်ွယ်သွားလီတော့ကျွန်ုပ်သည်ရင်မာမောဟိုက်သလိုခံစားရရင်ကြံရစ်ခဲ့လီတယ်။ကျွန်ုပ်အိမ်မက်မှလန့်နိုးလီတော့တကယ်ပင်မောဟိုက်နေတယ်။ကျွန်ုပ်သည်ထိုအိမ်မက်ကိုပြန်ပြောင်းစဉ်းစားရင်ဆက်၍အိမ်မရပဲမိုးစင်စင်လင်းခဲ့ရလီတော့တည်း။ ျွန်တော်အိမ်မက်ကတော့အဲ့ဒါပါပဲဆရာမယုံကြည်နိုင်စရာတွေမှုစောစောကထဲ့မပြောပြခဲ့တာပါလို့စနေထုံးကပြောရင်းနဲ့ကျွန်ုပ်အားစူးစမ်းတယ်လို့ကြည်လေတယ်ကျွန်ုပ်ကခေါင်းတဆက်ဆက်ညှိရင်းအာအိမ်မက်ပဲမဲ့ဆက်နွယ်မှုနဲ့အတိတ်ပဲရှိတဲ့အိမ်မက်မှုမေ့ထားလို့မဖြစ်ဘူးဗျဒါဟာဘုံဘဝချာငကားတွေဘက်ကလူသားတွေကိုပြောပြချင်တာတွေကိုပြောပြသွားတာပဲ ငကားမျိုးနယ်တွေဖျားတရားကြီးညိုတာဟာအခုမှမဟုတ်ပါဘူးဖျားအောင်ဘူရီတဲ့ငကားမင်းအကြောင်း ကြားဘူးသိဘူးကြတာပဲဗျာခမားသဘောပေါက်တယ်လို့ကျွန်တော်လည်းသဘောပေါက်တယ်ရေးလိုက်မယ်ဗျာဆက်ဆက်ရေးလိုက်မယ်ဟု ပြောလိုက်လေယာစနေထွန်းမှလဲရေးပါဆရာဆရာပဲရေးလိုက်ပါဟု ပြောသည် ဖြစ်ရကားကျွန်ုပ်ယခုရေးသားတဲ့မော်တင်ဇောမှဖြစ်ရစမ်းဇက်လန်းသည် ဖြစ်လာရလေတော့တည်း